ျွန်တော်အခုနာနာလေးနဲ့တင်တဲ့ဗီဒီယိုဆိုမှလည်းကျွန်တော် fitting ချရပါဘောနော် fitting လဲချရင်တခါတည်းပေးရင်းနေပါဘောနော်အဲဒါပေမဲ့ fitting ချရတဲ့နေ့မှာပဲအဲအပိုလုံးမရှိဘူးဗောအဲတခါတည်းအဆင်ပြေသွားရဲဆိုတော့ဂျင်းနေရတယ်ပြီးတော့နာနာဝက်လက်တဲ့ချိန်မှာလည်း तू အရင်ကြိုက်တယ်အရင်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲပို့ပြီးတော့လည်းဂျင်းနေရတာဗောဟုတ်ဗီဒီယိုလေးကြည့်လိုက်တာနဲ့သိမှာပါတပတ်လောက်ပဲအချိန်ရတယ်တပတ်လောက်ပဲဒီဝတ်စုံနောက်ဆုံး final ပေါ့နော် အပီပို့ရမှာဆိုတော့အဲတေချာလေးတော့စူးစမ်းပြီးတော့လုပ်ပေးလိုက်ပါတယ် ဝစ်စုံတန်မူကတော့ကျွန်တော်မပြောတော့ပါဘူးဘာကြောင့်လဲဆိုတော့အဓိကဒီဝစ်စုံကြီးလိုက်တာနဲ့တန်မူဘယ်လောက်ရှိမလဲဆိုတာဒါအဲကြီးနေတဲ့အဲဒီ patient ချစ်တဲ့သူလေးသိမယ်လို့တော့ထင်ပါတယ်အဲသူများချုပ်မယ်ပေါ့နော်သူများကိုယ့်စီမှာဒီဝစ်စုံလာချုပ်မယ်ဒီဒေးလာချုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ယူမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးယူဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါတရာပတ်လည်းပဲကျွန်တော်ယူမှာပေါ့နော်အဓိကပေါ့နော်ကျွန်တော်ပေါ့အဲဒီအခုပေါ့နော်ကျွန်တော်တို့ဒီ day 2မှာပေါ့နော် day 2မှာဝတ်ထားတဲ့ဟိုဟာကျွန်တော်တို့ဒီအဖြူအောင်ပေါ့နော်အဲနာနာရဲ့အဲ mirror dolly ဆိုလို့ရှိရင်အဓိကကိုထူကတော့သူကအဖြူအောင်လေးရခြင်းတယ်ပြီးလို့ရှိရင်သူကအဲဒီပေါ့နော်မှန်ဒီဇိုင်းလေးတဲ့သူတစ်ထည့်လိုခြင်းတယ်ဆိုတော့အဲကိုထူပြတဲ့နမူနာပုံလေးကိုကြည့်လိုက်တယ်။ဒါပေမဲ့အဲ့ဒါကိုမှကိုကမှီညံပြီးတော့ပေါ့နော်။ကိုရဲ့ဒီဇိုင်းနဲ့ပြန်ပြီးတော့နာနာနဲ့လည်းလိုက်ကမယ်။ပြီးလို့ရှိရင်အဲတခြားဟိုကအရင်တော့လည်းဖြစ်ဘူးတော့လေ။အဲ copy လည်းမဖြစ်အောင်တခြားလေးအသေးစိတ်ပေါ့နော်။ပြင်ဆင်ပြီးတော့လောက်ထားဖြစ်လာ။ โอเคအဓိကပေါ့နော်ကျွန်တော်တို့ဒီမှန်ကားတော့ဆိုတာကြတော့ကျွန်တော်တို့ဟိုသူ့ရဲ့ပေါ့နော်ဒီအဲအချက်ကလေးရှိရကွာကျွန်တော်တို့ဒီပုံမှန်ကျွန်တော်တို့သူ site ဆိုလို့ရှိရင်ကျွန်တော်တို့တပေဘက်လည်းအချက်ကလေးရှိရကွာအဲ့တော့မှကျွန်တော်တို့ကကိုလိုဂျင်းတဲ့ design ကိုလိုဂျင်းတဲ့ပုံစံအောင်မှအဲဒီပေါ့နော်ကျွန်တော်တို့အဲလေဆာဖြတ်တဲ့စရာရှိတယ်အဲသူတို့မှတခြားလေးကိုလိုဂျင်းတဲ့ design ကြီးအကွက်ချပြီးတော့မှသူတို့တခြားလေးပြရကျွန်တော်တို့ဒီ design လေးကိုလိုဂျင်းတဲ့ဆိုတော့အဲဒီ dress တစ်ထည်လုံးစာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးဖြတ်လိုက်တာကတော့ကျွန်တော် အခုရေဆိုလို့ရှိရင်ကျွန်တော်တို့2005လောက်ရှိမယ်ပေါ့နော်2005ရှိမယ်ဒါပေမဲ့လောက်မယ်ထင်တာမလောက်သွားခဲ့ဘူးနောက်တစ်ခါကျတော့ကျွန်တော်တို့ကကျတော့ Miss International ကကျတော့အဲဒီလိုမျိုးပေါ်လာရသိမ့်မကြိုက်ဘူးအဲ Q တိုက်လေးဖြစ်ရမယ်ပြီးလို့ရှိရင်ဒီ sexy ဘက်ကိုအရင်မသွားဘူးကွာအရင်မသွားဘူးဆိုတော့အဲပိုးဆိုးတာကြာလုံးဝဒါလုတ်ပြလို့ဒီတိုင်းပေါ့နော်နောက်ချက်ပလိန်လွှတ်ပေးလိုက်လို့မရတဲ့အနေထားဆိုတော့ညာရင်းချင်းပဲအဲ့ဒီအဲဒီပေါ့နော်မှန်ရောင်းတဲ့အကိုဖုံးဆက်ဖုံးဆက်ပြီးတော့အကိုရဲ့ကူညီပေါင်းဆိုပြီးတော့မှမန်နေဂျာတော့အာ မဲ့အိပ်ပဲနဲ့ညဘက်မှာလည်းလှုပ်မနေ့ကျတော့လည်းကျွန်တော်သွားပြီးအိမ်မှန်နေပြေးယူပြန်ကပ်အဲ့လိုမျိုးနည်းနည်းတော့ရှိခဲ့တာပေါ့ဟုတ်ဆုံးပြအချိန်ဘယ်လောက်လောက်ယူခဲ့ရလဲအချိန်ဘယ်လောက်လောက်ယူခဲ့ဆိုတော့ကျွန်တော်လှုပ်နေတာတော့ပြောမှဆိုလို့ရှိရင်တီးဟာလည်းကျွန်တော်အရင်ဟိုလာနဲ့ချီပြီးတော့ဟွာတော့မဖြစ်ဘူးကျွန်တော်တို့အဲဆိုပါဆိုနှစ်ဘက်သုံးဘက်ပေါ့အဲ့လောက်မှကျူတီးဟာဆိုတော့ဝစ်ဆောင်ကလောက်ကတော့ကျွန်တော်တို့ကတစ်ဘက်လောက်ပဲအချိန်ရတယ်တစ်ဘက်လောက်ပဲဒီဝစ်ဆောင်နောက်ဆုံးအဖိုင်နယ်ပေါ့နော်အပြီးပို့ရမှာဆိုတော့အဲတေချာလေးတော့ စ조사ပြီးတော့လုပ်ပေးလိုက်ပါတယ်ကျွန်တော်အခုနနလေးနဲ့တင်တဲ့ဗီဒီယိုဆိုမှလည်းကျွန်တော် fitting ချတာပေါ့နော် fitting လဲချရင်တခါတည်းပေးရင်းနေပေါ့နော်အဲဒါပေမဲ့ fitting ချတဲ့နေ့မှာပဲအဲအပိုလုံးမရှိဘူးပေါ့အဲတခါတည်းအဆင်ပြေသွားရဲဆိုတော့ကျင်းနေရတယ်ပြီးတော့နနဝက်လက်တဲ့ချိန်မှာလည်းသူကအရင်ကြိုက်တယ်ရန်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲပို့ပြီးတော့လည်းကျင်းနေရတာပေါ့ဟုတ်ဗီဒီယိုလေးကြည့်လိုက်တာနဲ့သိပါလား ဟုတ်နားလဲပါတယ်အဓိကပေါ့နော်ကျွန်တော်တို့ဒီဝတ်စုံလေးမှာဆိုလို့ရှိရင်လည်းကျွန်တော်ကကြတော့အဲအဓိကဒီသဘောတရားကြတော့ပေါ့နော်ကျွန်တော်တို့ကဟို ဒီကျွန်တော်ကအဖြူရောင်လောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အသားရောင်ခံလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအရှိချမ်းမှာအသားရောင်ကြီးပဲဖြစ်နေမှာလေနော်အဲဆိုတော့ကျွန်တော်အပေါ်ကနေအဖြူစီးခွဲလိုက်မယ်ဆိုလို့ရှိရင်အပေါ်နဲ့အောက်နဲ့ကတက်ရောင်စီးဖြစ်သွားတတ်တယ်ပေါ့နော်ကျွန်တော်လည်း fitting ချရတဲ့ရမှာကြီးလိုက်တယ်ကြီးလိုက်တဲ့အချိန်မှာလေကျွန်တော်ကိုယ်တိုင်လည်းတိတ်ပြီးတော့သဘောကျရတယ်တော့မရှိဘူးဒါပေမဲ့နှစ်ထုတ်ချင်တယ်ဆိုပေမဲ့လေအဓိကသူ့အောက်က rate ပေါ့နော်ဒီ mirror ထည့်ထားတဲ့ weight ရဲ့နောက်တစ်ခါကျရင်ပတ်နာမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူတကယ်လို့အဲ့ဒါကြီးလည်းနှစ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဟာမှာပေါ့နော်ရင်ပတ်ဟာမှာကြည့်မကောင်းဆိုတဲ့အတွက်ကြောင့်ဘာပဲဖြစ်ပြောအဲ့ဒါထက်စားလို့ရှိရင်တော့ဒီ ဒီဟာလေးကဘယ်လိုပြောမလဲကျွန်တော်တို့ပုံရိုက်လိုက်တဲ့အခါမျိုးဗီဒီယိုရိုက်တဲ့အခါမျိုးမှာနည်းနည်းပါးပါးအဲပျောက်သွားတတ်တယ်ပေါ့နော်မီးအချိန်ဝင်လဲဆိုအဲဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲထားပြလိုက်တာဟုတ်အဲအဓိကနန်းတော့ကွယ်ဝက်ပြီးတော့အဓိကသူပြောနေတာတော့လှရတယ်ဘာညာတော့ဒါကတော့ TikTok တွေမှာလည်းတင်နေအဲပြီးလို့ရှိရင်သူ TikTok ဆော့တဲ့ခါမှာလည်းမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဟိုနန်းလေးနဲ့ကြတော့အဲသူကလည်းအလုပ်များတော့လေကျွန်တော်လည်းစကားရေးပါတိတ်မပြောပြတော့မေးတော့မမေးကြည့်မိဘူးပြဒါပေမဲ့ဟိုသူကြိုက်တယ်ဆိုတာတော့တည်တယ် ဟုတ်ဝစ်စုံတန်ဖိုးကတော့ကျွန်တော်မပြောတော့ပါဘူးဘာကြောင့်လဲဆိုတော့အဓိကဒီဝစ်စုံကြီးလိုက်တာနဲ့တန်ဖိုးဘယ်လောက်ရှိမယ်ဆိုတာဒါအဲကြီးနေတဲ့အဲဒီ patient ချစ်တဲ့သူလေးသိမယ်လို့တော့ထင်ပါတယ်တမန်နေဆိုလို့ရှိရင်တော့ကျွန်တော်ပြောလိုက်မယ်ပေါ့နော်အဓိကဘာလို့လဲဆိုတော့အဲသူများချုပ်မယ်ပေါ့နော်သူများကိုယ်စီမှာဒီဝစ်စုံလာချုပ်မယ်ဒီဒီလာချုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ယူမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးယူဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါတရားပတ်လေပဲကျွန်တော်ယူမှာပေါ့နော် So they can အဲပြောရမယ်ဆိုလို့ရှိရင်တော့အဓိကလူတိုင်းပေါ့နော်ကိုယ့်မယ်ဝင်းသားဖြစ်စေချင်တာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဝင်းသားဖြစ်စေချင်တယ်ဒါကကိုယ့်ရဲ့ဆန္ဒပေါ့နော်ဒါလေကြီးမိုးကြီးပြောရလည်းမဟုတ်ဘူးအဓိကလူတိုင်းပေါ့နော်ဘယ်သူပဲဖြစ်ဖြစ် ကိုယ်မယ်ညီမကိုစားပြုသွားမြင်တဲ့လူကိုအမြင့်ဆုံးစုစကူရစေခြင်းနဲ့ဝင်နာဖြစ်စေခြင်းနဲ့ဒါပေမဲ့အဓိကကတော့ဒါညီမလေးရဲ့ဒီနန်းနာလေးရဲ့ကြိုးစားမှုနဲ့လည်းဆိုင်သလိုအဲကံညာဆက်မော်နော်အများကြီးပေါင်းဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်အဲဘလို့ရလည်းပဲရလာတာပေါ့အဓိကကပေါ့နော်အဲကြံတဲ့ဟာယူဟိုဝိုင်းဒီဟာယူခဏချာအဓိကဒီကန့်နေကျွန်တော်တို့ဒီအရေးကြီးတဲ့ရက်တွေမှာလှလှပပလေးနဲ့အမှားယူမရှိဘဲနဲ့လုပ်ပြသွားနိုင်ရုံကိုကျင်းတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဘလို့ရလည်းပဲရလာလားအဲကျင်းတဲ့နေမှာပါအမြင်နဲ့လည်းအဲဘလို့ပြောမလဲအားပေးနေမယ် supporting ပေးနေပါမယ်ဗျာ